အေအိုတိုင်းဒေသကြီးအစိုးရရဲ့ရေဘေးကယ်ဆေးပစ္စည်းတွေဟာရေကြီးနှမြုပ်ပြီးတော့6လကျော်ကြာမှဟင်္ဒရာမြို့ကိုရောက်ရှိလာခဲ့ပါတယ်ဒီသင်းကိုတော့စိုးရကပေးပို့ထားပါတယ်ခင်ဗျာနောက်ထပ်ဆန်ကဩဂုလအတွင်းကရေကြီးနှင်းမြုပ်မှုတွေနိုင်ငံအနှံ့မှာဖြစ်ပေါ်ခဲ့ပြီး6လအကြာမှာမှအယောက်ဒီတိုင်းဒေသကြီးအစိုးရရဲ့ကယ်ဆယ်ရေးခွဲတန်းတွေကဟင်္ဒရာခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုရောက်ရှိလာခဲ့တာပါတိုင်းဒေသကြီးအစိုးရဘွယ်ကခွဲပြီးတာပါကျွန်တော်တို့ဒါရေဘေးကယ်ဆယ်ရေးအတွက်ဆိုပြီးတော့ရေနံမြန်မာရေနံနဲ့ပူးပေးတာလုပ်လာ ရတယ်တဘာဝဘေးရန်ရဲ့အကြောင်းဆုံးရှုံးနေတာခဲ့တဲ့ပြည်သူတွေအတွက်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာလွတ်တော်ကိုယ်စားလှယ်တချို့ကဒီအပိုင်းအတွင်းမှာဝေဖန်မှုတွေရှိခဲ့ပြီးအစိုးရဖွဲ့ကတော့သူတို့ရဲ့6လပတ်အစီရင်ခံစာမှာထိရောက်စွာကင်တွယ်နိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်ဘာဘေးကျေးဇူးရည်နဲ့ကျန်တဲ့နေရာချတိုင်းတို့မှာဆောင်ရွက်မှုတွေစေရသာတိကာတာဖြစ်တိုင်းနေသားကြီးတွေတဘာဝဝေးပြစ်ပေါ်သည့်နေရာ69ခုအင်းအောင်စုတသိန်း2000 2680 ြည့်စုံငွေအပေါင်းပစ္စည်း200ပေါင်း160.936ကျပ်တန်းထောက်ပံ့နိုင်ရေးအတွက်ကြီးရောက်မှုရှိကြောင်းသုံးသက်တင်ပြအပ်ပါတယ်အခုလိုဟင်းသနခရံအုတ်ချုပ်ရေးမှုယုံကိုရောက်ရှိလာတဲ့ရေပိကယ်ဆယ်ရေးပစ္စည်းတွေကိုသက်ဆိုင်ရာမြို့နယ်အလိုက်ပြန်လည်ခွဲဝေသွားမယ်လို့ပြောပါတယ်ကျွန်တော်တို့ရတာကတော့ရေနံစီက4250ကလာဟိုဖျောင်းတန်ကတော့တက်တာဟိုပေါ့600ပေါ့ လေးလောက်150ကာလန်ကကျွန်တော်တို့6မြို့နယ်ကိုအင်ကပူနဲ့နှင်းသရမြို့နယ်ကို905ကာလန်နဲ့ကြံ6မြို့နယ်ကိုတော့908ကာလန်နဲ့ပြောင်းတိုင်ကတော့တစ်တာတရာစီအကုန်6မြို့နယ်အားလုံးအညီမျှခွဲထားပါတယ်အကုန်လုံးဒီနေ့ပဲလာထုတ်ခိုင်းတာပါ ARD တိုင်းဒေတာကြီးတွင်ကဟင်္ဒရခန်ကပြီးခဲ့တဲ့နှစ်ရှစ်လပိုင်းကလေးကရေကြီးနေမျိုးမှုကိုဆူဆူဝါးဝါခံခဲ့ရတာဖြစ်ပြီး ARD မြစ်ငဝင်မြစ်အဆရှိတဲ့မြစ်ကြီးတွေအပြင်ရေလောင်တမန်ကြီးတွေကြောင့်လည်းဒေတာတွင်မှာဆိုရင်ရေမဲအထက်ကျော်လွန်ပြီးရေနှမြုပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်ကျွန်တော်ဆိုရပါ